အားလုံးကလည်းခင်ဗျာဝဲဖော်ချန်နယ်ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မင်းညားကရှင်မြန်ကစားသွားခဲ့ကြတဲ့ချန်ပီယံလိပွဲစဉ်တွေအကြောင်းနဲ့ချက်စီတင်းရဲ့အဓိကတော့မှကိုပါမားရဲ့နောက်ဆုံးရရှိထားတဲ့ injury update အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒီပထမဆုံးမင်းညားကဒီကစားသွားခဲ့ကြတဲ့ချန်ပီယံလိပွဲစဉ်တွေကစားပြီးကျွန်တော်တို့ဆွေးနွေးကြအောင်မင်းညားကကစားသွားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာဆိုရင်ဒီ Mikel Arteta ရဲ့ Arsenal တင်းကတော့အဝေးခွင့်မှာ ဒီ Slavia Praha အသင်းကို၃ခုဂိုးပြီးဆိုတော့ရတာနိုင်ရရှိခဲ့တယ်။ထုံးတဲ့အတိုင်းသူတို့ရဲ့အကောင်းဆုံးပုံစံကိုဆက်လက်ပြသနိုင်ခဲ့တယ်။ဒီနေ့ပွဲမှာဆိုရင်လည်း Arsenal အနေနဲ့ဟိုပွဲစပိုင်းမှာအနည်းငယ်ရုန်းကန်ရတယ်ဆိုပေမဲ့နောက်ပိုင်းမိနစ်တွေမှာအကောင်းဆုံးထိန်းချုပ်ပြီးတော့ကစားသွားခဲ့တယ်။ဟိုဒီနေ့ပွဲစဉ်ရဲ့ဂိုးတွေမှာဆိုရင်ဒီသူတို့ရဲ့အဓိကကမှဘူကာယိုဆာကာကပင်နယ်တီကနေတစ်စင်းသွင်းယူပေးခဲ့တယ်။ဒီနောက်ထပ်ဒီဂိုးတွေကိုတော့ဒီမီခေမိုရီနိုကဒီအာဆင်နယ်အတွက်ဒီအကောင်းဆုံးဆုံးသက်ပြီးသွင်းယူပေးခဲ့တယ်။မီခေမိုရီနိုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ မီခေမိုရီနိုကဟိုကျွန်တော်တို့ဒီတိုက်စစ်မှုဒီမရှိတဲ့အခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့အတွက်တကယ်ကိုအားကိုအားထားရတဲ့ကစားသမားတအုပ်ဖြစ်တယ်သူရဲ့အထူးသဖြင့်ဒီ area box ထဲမှာနေရာယူပုံနေနောက်ပြီးသူရဲ့ finishing ဘိုင်းနောက်ပြီးသူရဲ့ area ကျွေးဘိုင်းစတာတွေကျွန်တော်တို့ဒီ protocol ပေါ်မှာသူရဲ့ဟို impact ဖြစ်မှုကကျွန်တော်တို့အတင်းအတွက်ဟိုအရန်ကိုအားကိုရတယ်ဗျာဟုတ်လက်ရှိမီခေမိုရီနိုကဒီကျွန်တော်တို့ဒီဒုက္ခရောက်နေတဲ့အချိန်တိုင်းဒီအမြဲလိုလိုကူညီပေးနေတဲ့ player တအုပ်ဆိုလည်းမမှားဘူးကျွန်တော်ကတော့ဒီကရမားကိုဟိုကျွန်တော်တို့အသင်းရလိုက်တာဟာတကယ်ကိုရွှေပဲဗျဒီကရမားကလက်ရှိချိန်မှာဟို तू ကဟိုအရန်နေနဲ့ထားတော့မယ်ဆိုရင်တော့သူ့အနေနဲ့ဟိုအရန်ကြီးဘယ်လိုပြောရမလို့ညင်းညူမနေဘူးဗျာအခြားကရမားကြီးစောရကလည်းမရှိဘူး तू ကစားခွင့်ပေးတဲ့အချိန်တိုင်းမှာအကောင်းဆုံးပေးဆက်ကြတာတယ်ဒါဒါကရမားတယောက်ရဲ့ professional ပဲဗျာ ဟိုတချို့ကဘာမတွေရှိရပြအကောင်းဆုံးခြေစံပြနေတယ်ဆိုရင်တို့အနေနဲ့ဟိုပွဲထက်ကဘာပွဲထက်ကဘာခင်ရမ်းလိုချင်းလို့ဒီနီးပြားနဲ့အတိုက်ခံနေပါပြီဖြစ်တယ်ဒီမခင်မွေတို့မှသူ့မှာအဲ့လိုစိတ်တက်မရှိဘူး तू ကစားခွင့်ရတဲ့အချိန်မှာ तू အကောင်းဆုံးပေးဆက်ကစားတယ်ဒါ professional စိတ်တက်ပဲဒီကဘာမကိုကျွန်တော်အရန်သဘောကျပါတယ်ဒီနောက်ပြီးဒီ Arsenal နေနဲ့ဒီနေ့ရဒီမှာပြိုင်ပွဲနေ့ရလုံးအကောင်းဆုံးပုံစံပြသထားတယ်အထူးသဖြင့်ဒီ Premier League မှာဆိုရင်လေဒီ Fairway Championship မှာ ဒီရမ25မှတ်နဲ့အဆင့်နှစ်နေရာကမန်ချက်စတာစီးတီးသင်းကို6မှတ်ဖြတ်ပြီးတော့အဆင့်တနေရာမှာဥဆောင်နေတယ်ဒီချန်ပီယံလိပြိုင်ပွဲမှာဆိုရင်လေးဝဲကစားပြီးချိန်မှာလေးဝဲစလုံး9ရာကို12ကိုပေးကို0နဲ့အကောင်းဆုံးပုံစံနဲ့ဒီအဆင့်နှစ်နေရာမှာဆက်လက်ရပ်တည်နေတယ်ဟို DRD Arsenal Twin ရဲ့ယူတိုချင်တဲ့ကောင်းတဲ့မှတ်တမ်းကတော့ခန်းစစ်ဆွမ်းဆောင်ပြီးပြပြဘာလို့လဲဆိုတော့ဒီပြိုင်ပွဲနေ့ရက်စလုံးမှာဆိုရင်ခန်းစစ်ပေးကို3ခုပဲရှိထားတယ်ဒါဟာဟိုတော်တော်ကိုကောင်းတဲ့မှတ်တမ်းဖြစ်တယ်ဒါကြောင့် ဒီအာဒီမှာအာဆင်နယ်အနေနဲ့ဘယ်ပြိုင်ပွဲမှာကျွန်တော်တို့အကောင်းဆုံးပုံစံပြန်လည်နိုင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်ဆောင်ကြည့်ရမယ်။နောက်ထပ်ပွဲတင်တဲ့ပွဲကတော့ Liverpool နဲ့ Real Madrid ပါ။ဒီပွဲထဲမှာဆိုရင် Liverpool အနေနဲ့သူတို့ရဲ့အကောင်းဆုံးပုံစံကိုဆက်လက်ပြသနိုင်ခဲ့ပြီးတော့ဒီ Real Madrid ကိုအိမ်ဝင်မှာတကူးကူးဆိုရရတဲ့အနိုင်ရရှိခဲ့တယ်။ကျွန်တော်အမြဲပြောလို့ပေါ့ဟိုလူတချို့ကဟို Liverpool ရလက်ဆိုးနေတဲ့အချိန်မှာဒီ Arne Slot ကို103နီးပြဟိုဒီရေးချင်းမရှိတဲ့နီးပြစတယ်လေကျွန်တော်ပြောကြတယ်။ဒီအချိန်မှာကျွန်တော်က Arne Slot ဘက်ကနေကာဝယ်ပြီးတော့ပြောပေးခဲ့တယ်။ အာနီစလော့တစ်ချိန်ပြန်လာမှာသူအရေးချင်းရှိတဲ့နည်းဗျဒါဒီပွဲမှာတက်တည်ပဲဗျရီယယ်မက်ဒရစ်လိုအသင်းကိုတကောကုန်းမရှိဆိုရဲရလနဲ့နိုင်ဖို့ဆိုတာတကယ်ကိုမလွယ်ကူတဲ့ကိစ္စလက်ရှိချိန်မှာရီယယ်မက်ဒရစ်ကလာလီဂါမှာဆိုလဲအကောင်းဆုံးပုံစံပြသနေတဲ့အသင်းဖြစ်တယ်ဥရောပရဲ့အအောင်မင်းဆုံးအသင်းဒီလိုအသင်းကိုဒီအိမ်ခွင်းမှာတကောကုန်းမရှိဆိုရဲရလနဲ့နိုင်ရရှိခဲ့တယ်ဒီနိုင်ရရှိခဲ့တဲ့ရလဆိုတာတဲ့ဒီသူအသင်းကစားသွားတဲ့ကစားပုံကိုကြည့်လိုက်ဗျာတကယ်ကို impressive ဒီကစားဟန်ကိုကျွန်တော်တို့တွေ့ရတယ် ဒါဒီပါဘူးပြည်သက်တွေအတွက်တော့တကယ်ကိုစိတ်ကျဉ်နေစရာနိုင်ဝဲဖြစ်မယ်လို့ကျွန်တော်တို့မျှော်လင့်နေနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Bayern Saint Germain တင်းနဲ့ Bayern Munich တင်းပွဲတွေမှာဒီပွဲတွေမှာဆိုရင် Bayern Munich တင်းကအဝေးဝင်းမှာ Bayern Saint Germain တင်းကို2ဂိုးတကူဆက်ရနိုင်ရရှိခဲ့တယ်။ဟိုတော်တော်များများကဒီပွဲတွေမှာဒီ Bayern Saint Germain တင်းအနေနဲ့ဒီလက်ရှိချန်ပီယံလည်းဖြစ်တယ်အိမ်ဝင်းမှာလည်းကန်ရမယ်ဆိုတော့တေရလာတော့အနည်းဆုံးကစားနိုင်နိုင်မယ်လို့ထင်ခဲ့ကြပါပဲကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးထင်ခဲ့တယ်တကယ်တမ်းဟိုကစားတဲ့အချိန်မှာဆိုရင်တော့ Bayern Munich တင်းက ဒီအကောင်းဆုံးပုံစံပြသပြီးတော့ပယ်ရင်စင်ဂျမင်းသင်းကိုအနိုင်ပြထားခဲ့တယ်ဒီပွဲစဉ်အတွက်ဂိုးတွေကိုဆိုရင်တော့ဒီ Louis Diaz ကဒီပထမပိုင်းမှာလည်းနှစ်ဂိုးသွင်းပေးခဲ့တယ်ဟိုထူးထူးခြားခြား Louis Diaz နဲ့ဒီနှစ်ဂိုးသွင်းပြီးတဲ့နောက်မှာဒီ Hakimi ကိုဒီဖျက်ထုတ်တာကျမ်းတဲ့အတွက်ဒီ VAR ကနေဒါရိုက်အန်ဒီကန်နဲ့ထုတ်ပယ်ခဲ့ထုတ်ပယ်ခဲ့တယ်ပယ်ရင်စင်ဂျမင်းသွင်းအတွက်ဥဆောင်ဂိုးကိုတော့ဒီမိနစ်90ကျော်မှာပဲဒီ John Neves ကဒီသွင်းပေးခဲ့တယ်ဒါကတော့မနေ့ညကကစားသွားခဲ့ကြတဲ့ Champions League ပွဲစဉ်တွေအကြောင်းနဲ့ အခုနောက်ဆုံးပြပြပေးသွားမှာကတော့ Chelsea တင်းရဲ့အဓိကကတော့မှာ Kobe Ma ရဲ့ injury update အကြောင်းပါဒီသတင်းကို London Evening Standard ကဖော်ပြပေးထားတာပါကျွန်တော်မင်းညာကဒီဗီဒီယိုလေးမှာတော့ဒီ Mira ကပြီးဖော်ပြပေးထားတဲ့ Kobe Ma ရဲ့ injury အကြောင်းကိုကျွန်တော်အနေနဲ့ပြောပြပေးခဲ့တယ်ဒီနေ့မှာတော့ဒီနောက်ဆုံးရရှိထားတဲ့ London Evening Standard ကဖော်ပြထားတဲ့ Kobe Ma ရဲ့ injury အကြောင်းကိုကျွန်တော်ပြောပြမှာပဲဒီသတင်းမှာဘလို့ဖော်ပြထားလဲဆိုတော့ဒီ Anso Maresca ကပေါ့နော်ဟိုကိုပါမားရဲ့ဒဏ်ရာက ိုခွဲစိတ်ကုသစရာမလိုဘူး။နောက်ပြီးသူ့ကိုအကောင်းဆုံးပုံစံဖြစ်အောင်လည်းကျွန်တော်တို့ကြိုးစားနေတယ်။အရေးကြီးဆုံးချက်ကအဲ့ဒါပါပဲ။ဒါပေမဲ့လည်းဟိုဆေးဘက်ဆိုင်ရာအဖွဲ့ဝင်တွေကသူကဟိုပေါ်စရာတွေတော့မဟုတ်ဘူး။ဟိုတိတိကျကျတော့မခံနိုင်ပါဘူးဒါပေမဲ့တပတ်နဲ့တပတ်သူ့ရဲ့တန်ရအခြေအနေကတဖြည်းဖြည်းပိုကောင်းလာတာကိုတွေ့ရတယ်မကြခင်မှာသူပြန်ပြန်ကောင်းလာပါလိမ့်မယ်နောက်ပြီးသူ့ကိုကြီးလိုက်ရင်လည်းအရန်ကောင်းနေတဲ့ပုံပါပဲစိတ်အေးစိတ်အေးတိတိငြိမ်ငြိမ်ရှိပါတယ်ဒါကြောင့်သူ့ရဲ့ အခြေအနေကလုံးဝကောင်းနေတယ်ဆိုပြီးတော့အန်ဆိုမာရက်စကာကပြောသားခဲ့တယ်အန်ဆိုမာရက်စကာရဲ့ပြောသကားရဆိုရင်ဒီကိုပါမားအနေနဲ့ဒီ international break ပြီးရင် Chelsea တင်းအတွက်ပြန်ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့မျှော်လင့်မိတယ်ဟိုဒါဆိုရင် Chelsea အနေနဲ့ဒီ international break ပြီးသွားလို့ဒီဘန်လီနဲ့ပွဲစဉ်ပြီးမှသူတို့အနေနဲ့ဒီ Arsenal အနေနဲ့ London Derby မှာ London Derby ပွဲစဉ်ကံရမယ် ဆိုတော့ဒီပွဲတွေမှာ Chelsea အနေနဲ့လူစုံတက်ဆုံပါဝင်ကစားဖို့ရှိနေတယ်။နောက်ပြီးဒီပွဲတွေဟာဆိုရင်လည်းကျွန်တော်မင်းညာကသုံးသက်ခဲ့တယ်လို့ပဲ Chelsea ရဲ့ DR ဒီဒီတိုက်တဲ့ race မှာအကောင်းဆုံးဆက်ရှိမနေလားမနေလားဆိုတာအဆုံးဖြတ်ပွဲစဉ်လည်းဖြစ်လာနိုင်မယ်။ဒါကတော့ကျွန်တော်အနေနဲ့ဒီမင်းညာကဒီ Champion League ပွဲစဉ်တွေအကြောင်းနဲ့ Copa Mae injury update အကြောင်းကိုပြောပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုစုံးနေကြည့်ပြကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။